ဒီအချက်ကြောင့်မန်စီနီနဲ့ရိုနယ်ဒိုရဲ့ဂိုးတောင်စံချိန်ကိုလိုက်မိသွားမယ်လို့ဟော့ကင်းထုတ်လာကြတဲ့ဘောလုံးပရိသတ်များဘဲကောင်ပဲများရှေးအိုအိုက်ဘက်ကွန်ရှေးကောအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလဲပါရင်ဘောလုံးပရိသတ်တွေကတော့ဒီအချက်တစ်ခုကြောင့်လိုနယ်မန်စီနီနဲ့ခရစ်စတီယာနိုရိုနယ်ဒိုလိုမျိုးပဲဂိုးတောင်ပြေးသွားနိုင်တယ်လို့မှတ်ချက်ကိုစီပေးလာခဲ့ကြပြီဖြစ်ပါရင်မန်စီယာလည်းရှိမှာအတွင်းကိုပေါင်း190ပြည်မြောက်ထားသူဖြစ်ပါရင်အဆိုပါကောပေါင်း190ပါမန်စီယာအာဂျင်တီးနားအတွက်134ကိုဘာစလောနာအသင်းအတွက်692ကို PSG အသင်းအတွက်32ကိုအင်တာမိုင်အမီအသင်းအတွက်82ကိုတင်ယူပေးထားနိုင်တာဖြစ်ပါရင် နေ့မနေ့ကစားခဲ့တဲ့မေဂျာလိရှော့ထပ်ပွဲအစဉ်မှာမက်ဆီရဲ့အင်တာမိုင်အမီယာနက်ဗီလစ်ကို၃ဂိုးလုံးနဲ့နိုင်ရရှိသွားခဲ့ပါတယ်။မက်ဆီယာမိုင်အမီအတွက်အဖွင့်ကိုနဲ့ပေကိုအတွင်းပေးသွားခဲ့တာဖြစ်ပါတယ်။အဲဒါအပြင်ဒုတိယဂိုးကိုလည်းမက်ဆီရဲ့ကစားကွက်ဖို့ဆောင်မှုကနေရရှိခဲ့တာပါ။မေဂျာလိရှော့ထပ်ပွဲအစဉ်နေရာဗက်ဆော့3သုံးပွဲကစားမှာဖြစ်ပြီးမိုင်အမီနေနဲ့ပထမပွဲတိုင်ထားပြီးဖြစ်တဲ့အတွက်ဒုတိယပွဲထိုင်နိုင်ခဲ့ရင်တတိယပွဲကစားစရာမလိုတော့ဘူးဖြစ်ပါတယ်။ ဘလောပရိသတ်တွေကမက်ဆီအားအတွင်းကိုပေါင်းထောင်ပြင်းပြောင်းနိုင်တယ်လို့ပြောဆိုနေကြပါတယ်။အကြောင်းကတော့မက်ဆီနေနဲ့အင်တာမိုင်အမီအသင်းနဲ့2018ခုနှစ်တိစာချုပ်တက်တန်းတိုးချုပ်ဆိုခဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်မက်ဆီကနောက်ထပ်သုံးနေဘောလုံးကစားအောင်ပဲသဘောဖြစ်ပါတယ်။လက်ရှိမှာအသွင်းကိုပေါင်း190ရှိနေပြီဖြစ်တဲ့မက်ဆီနေနဲ့တိကျတာကတော့အသွင်းကိုပေါင်း900ပြည့်ကစားသမားဖြစ်လာအောင်ပဲဆိုတာပါပဲ။ဒါကသူနဲ့ရိုနယ်ဒိုကိုဘောလုံးသမိုင်းမှာအသွင်းကိုပေါင်း900ပြည့်တဲ့ကစားသမား2ဦးအဖြစ်ဆန့်ကျင်တင်စီမှာဖြစ်ပါတယ်။နောက်ထပ်သုံးနေဘောလုံးဆက်ကစားဖို့ရှိနေတဲ့မက်ဆီနေနဲ့ဒီနေ့မှာ930လောက်အသွင်းနိုင်အောင်မှာ9980လေးဖြစ်လာမှာပါ။မက်ဆီရဲ့အသက်ကလက်ရှိမှာ38နှစ်သာရှိပါသေးတယ်။ဒါကြောင့်မက်ဆီနေနဲ့ ောပေါင်းထောင်စံရင်ကိုပြည့်မီသွားနိုင်တာဖြစ်ပါရင်ဒါပေမဲ့အခုရှိတာကမက်ဆီကလည်းစံရင်မှတ်တမ်းတွေအတွက်ကစားတဲ့သူမဟုတ်တာပါပဲသူအနေနဲ့ဥရောပမှာဆက်ကစားရင်ရယ်ဒိုရဲ့ချန်ပီယံလိဂ်တွင်ကိုဆန်ကျင်ကိုကျော်ဖြတ်နိုင်စွမ်းရှိရတာနဲ့ဆက်မကစားဘဲမေဂျာလိဂ်ကိုပြောင်းခဲ့တာကိုကြည်ကျင်းအားဖြင့်သိနိုင်ပါရင် မန်စီကို PSG ကစာချုပ်တင်လဲတိုးချင်ခဲ့တယ်လို့ဘာစီလိုနာကလည်းခေါ်ချင်ခဲ့ပြီးမန်စီးတင်းကလည်းစိတ်ဝင်စားခဲ့ပေမဲ့မိုင်အမီကိုရွေးချယ်ခဲ့တာဖြစ်ပါရင်မန်စီကဘောလုံးတစ်ပိုင်းမှာဂိုးဖန်နေပေးမှု၄၀၀ပြည့်မြောက်တဲ့ပထမဆုံးကစားမဖြစ်လာဖို့ရှိနေပါပြီ။မန်စီရဲ့ဂိုးဖန်နေပေးမှုကစုအောင်396ချိန်တည်းရှိနေပြီဖြစ်ပါရင်မန်စီကဘောလုံးတစ်ပိုင်းရဲ့ပန်နတီမပါအတွင်းကိုအများဆုံးစားပါလိမ့်ဖြစ်ပါရင်ရက်တိုကစားမဘွားမှာစုအောင်949ခုထိတွင်းထုတ်ထားနိုင်ပြီးအဲ့ထဲမှာပန်နတီမပါတဲ့အတွင်းကို990ခုထိရှိပါရင်ဒီဘက်မှာမန်စီကတော့ကစားမဘွား196ခုထိတွင်းထုတ်ထားပြီးတော့ပန်နတီမပါတဲ့အတွင်းကို989ခုထိရှိပါရင်ဘာဖြစ်ပြောပါစင်ကြီးမန်စီနဲ့ ်ဆယ်ကြီးရော်နယ်ဒိုတို့ကိုတစ်ခေတည်းမြင်ရတာကံကောင်းတယ်လို့ပြောမှာပါ။မန်စီနီနဲ့တွင်ကိုပေါင်းထောင်ပြေးဖို့ဆိုရင်အဝေးကြီးလို့သိပေမဲ့ရယ်တို့ကတော့အနည်းဆက်ဆုံးနေသားကိုရောက်နေပါပြီ။ရယ်တို့နေနဲ့နောက်ထပ်52ကိုဆိုရင်တွင်ကိုပေါင်းထောင်ပြေးပြီဖြစ်ပြီးလာမယ့်နှစ်မှာပြေးသွားဖို့ရရှိနေတာပဲဖြစ်ပါရင်ဆယ်ကြီးရော်နယ်ဒိုနဲ့မန်စီတွင်ကိုပေါင်းထောင်ကိုစီပြေးချမလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါရင်ဟုတ်ကဲ့ဗျာဗီဒီယိုကတော့ပဲနောက်နေ့မှာလည်းအားကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။